ရိသမားလုံးမင်္ဂလာခင်ဗျာဒီနေ့မနက်မှာတော့မင်းညာပတ်တောင်နဲ့ပွဲသိမ်းသွားခဲ့တဲ့ကျွန်တော်တို့ရဲ့မှာ fighter သွေးလင်းထက်ဟာတပွဲတည်းကနေဘတ်ငွေ၈သိန်းအမေရိကန်ဒေါ်လာ2000ခွဲလောက်အထိအကျိုးခံစားခွင့်ရသွားတယ်ဆိုတဲ့မင်္ဂလာသတင်းလေးအကြောင်းကိုပြောပြပေးစီမှာတယ်ခင်ဗျာဟုတ်ကဲ့သွေးလင်းထက်ဟာမနေ့ကဒါထိုးကြီးပေါ့လေပြိသက်တွေကတော့ထိုးကြီးဘယ်လောက်ရလဲသိချင်မှာပေါ့ထိုးကြီးကတော့အမေရိကန်ဒေါ်လာ1500ရခဲ့ပါတယ်ပြီးတော့သူဒီဒီပွဲကိုနိုင်တဲ့အတွက် win bonus ပေါ့လေ ထိုးကြီးအတိုင်းအမေရိကန်ဒေါ်လာ1500ထက်ရခဲ့ပါတယ်အဲ့မှာရင်အမေရိကန်ဒေါ်လာ3000ဖြစ်နေပြီပေါ့ပြီးတော့သူ့ကို bonus ပေးတယ်ဘတ်3သိန်းခွဲဒါကိုကျွန်တော်တို့ဒေါ်လာနဲ့တွက်ကြည့်လိုက်မှာဆိုအမေရိကန်ဒေါ်လာ1600ရှိတယ်ခင်ဗျနောက်ပြီးတော့ဒီပွဲဟာမနေ့တော့ Fight of the Night အရွေးခံရတယ် Fight of the Night အရွေးခံရတော့ကျွန်တော်တို့အမေရိကန်ဒေါ်လာ1600ထပ်ပြီးတော့ရတယ်အဲဘတ်3သိန်းခွဲပေါ့အဲ့တော့စုစုပေါင်းတွက်ကြည့်လိုက်မှာဆိုရင် အမေရိကန်ဒေါ်လာဒါ2000နဲ့3000အဲ့ပတ်ဝန်းကျင်တော့ရသွားတဲ့အနေဒါရှိတယ်ပေါ့နော်အဲဘတ်နဲ့တွဲကြည့်မယ်ဆိုရင်တော့ဘတ်8သိန်းလောက်ရသွားတယ်အနေဒါရှိပါတယ်ခင်ဗျအဲ့တော့သွေးလင်းထက်ကတပွဲတည်းကနေဒါအကျိုးထူးခံစားခွင့်ရပါခဲ့တာဖြစ်ပါတယ်ပြီးတော့သွေးလင်းထက်အနေနဲ့မနေ့ကလည်းကျွန်တော်ပြောခဲ့ပါတယ်ဒီပွဲအနိုင်ရသွားတဲ့အတွက်အမေရိကန်ဒေါ်လာ3သိန်းနဲ့စာချုပ်ကြီးကိုရရှိဖို့အတွက်လမ်းပွင့်သွားခဲ့ပါပြီမနေ့ကပွဲဟာတကယ်ကိုသွေးလင်းထက်ရဲ့ ဟိုစာတင်ရအောင်ပဲပွဲမျိုးဖြစ်ခဲ့တယ်ပေါ့ twin တက်ကတပွဲနဲ့တပွဲပြူရမမတူဘူး game plan နေကောင်းတဲ့ကောင်းလာတယ်ပြိုင်ဘက်ကိုတွက်ဆပြီးတော့ချင်းကပ်ပြီးတော့အသာစီးယူပြီးထိုးနိုင်မှုမှာပို့ပြီးအားကောင်းလာတာကိုကျွန်တော်တွေ့ရတယ်သူ့အနေနဲ့ brazil နဲ့ထိုးခဲ့တဲ့ပွဲတစ်ပွဲမှာပဲနည်းနည်းအားနည်းချက်ရှိခဲ့တယ်အခုလို time fighter နဲ့၅ပွဲတွေ့တာမှာ၄ပွဲနိုင်ခဲ့တဲ့ညွာ fighter ဆိုတာနည်းနည်းတော့ရှားပါတယ်ဒါ twin တက်ကတကယ့်ကိုအစွမ်းစာရှိတဲ့ လူငယ်ဖိုက်တာတယောက်ဆိုတာတော့ကျွန်တော်တို့လက်ခံပြီးတော့အတိအမှတ်ပြကြရမှာပါမနေ့ကဆိုရင်ခရစ်ဘတ်နဲ့သူပထမပွဲကြီးမှာအပြိုင်ဆိုင်ထိုးတယ်အပြိုင်ဆိုင်ထိုးနေတဲ့အချိန်မှာသူ့အတွက်တကယ့်ကိုအခွင့်ကောင်းတစ်ချိန်ပဲရခဲ့ပါတယ်အဲ့အခွင့်ကောင်းတစ်ချိန်ကိုသွေးလင်းထက်ပြီးထိထိရောက်ရောက်ကိုအသုံးချပြီးတော့အနိုင်ယူသွားခဲ့ပါတယ်တမနစ်နဲ့43စက္ကန့်မှာခန္ဓာကိုယ်တပတ်လည်ပြီးတော့အာပါပြင်းထန်တဲ့တရောင်ချက်လှလဲလှပါတယ်လှပါတဲ့တရောင်ချက်လို့လည်းပြောလို့ရပါတယ်အဲ့ဒီတရောင်ချက်ကိုကျွေးပြီးတော့သူ့ရဲ့ပြင်မဲ့ခရစ်ဘတ်ကို ူကောင်ပွဲစဉ်မှာအလဲထုံနဲ့အနိုင်ပြခဲ့ပါတယ်ပထမပွဲကြီး10မိနစ်နဲ့43စက္ကန့်မှာတင်ပြန်ဘက်ကိုအယုတ်ကျိုးပြက်လဲကြသွားအောင်လုပ်ပြီးတော့အလဲထုံနဲ့နိုင်သွားခဲ့တာဖြစ်ပါတယ်ခင်ဗျသွေးလင်းထက်ကအခုဆိုရင်ကျွန်တော်ရှေ့မှာတွက်ဆပြခဲ့သလိုဒီပွဲတစ်ပွဲတည်းကနေထိုးကြီးအမေရိကန်ဒေါ်လာ1500ဝင်းဘောနပ်စ်9ကြီးအမေရိကန်ဒေါ်လာ1500နောက်ပြီးတော့ဒီပွဲမှာဘောနပ်စ်သူ့ကိုပေးတဲ့အတွက်ဘောနပ်စ်အမေရိကန်ဒေါ်လာ1600နောက်ပြီးတော့ fight of the night အရွေးခံရတဲ့အတွက်အမေရိကန်ဒေါ်လာ1600 ထပ်ရသွားကြဖြစ်ပါတယ်။အဲ့တော့ဒီဘွဲ့ဘွဲ့ရကနေစုစုပေါင်းတွင်းလင်းထက်ရရှိတဲ့ငွေပမာဏကဘတ်ငွေ၈သိန်းအမေရိကန်ဒေါ်လာဒါသူတို့က2000 3000ဝန်းကျင်လောက်ရှိတယ်ဆိုတာပြည်သက်တွေကိုမင်္ဂလာသတင်းစကားပြောပြပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးကျေးဇူးတင်ရှိပါရခင်ဗျာ